မလုံတဲ့တာတွေလုံရင်မဖြစ်တဲ့တာတွေဖြစ်ကုန်မှာပေါ့ဒီမေကြီးကဒီမေကြီးကအဲ့လိုပူဇော်တော့ငလင်ထမလို့တော့ဘူးလို့ဘယ်သူပြောနိုင်လဲအမွေးတိုင်း16တိုင်းရေတော်တစ်ခွက်ဖျောင်းတိုင်းတစ်တိုင်းနဲ့အတူမာရီမြေကြီးကို အရေးကြီးပါတဲ့မိပူဇော်လို့ရပါတယ်ရှင်။နောက်တစ်ခုကအရန်အရေးကြီးတဲ့အချိန်ဖြစ်ပါတဲ့12နာရီထိုးတိတိမှာအမွှေးတိုင်း108တိုင်းဖျောင်းနိုင်၄တိုင်းရေတော်၄ကွက်နေမာရီမြေကြီးကိုပူဇော်ကြတော့ပါရှင်။အနေကင်းဘေးရှင်းအောင်လို့ပါနော်။အဲဒီလိုလေးလေးရွတ်ပေးပါနော်မာရီမြေကြီးပေါ်မှာကာယကံဝစီကံမနောကံပြမမိခဲ့သည်ရှိခဲ့ပါကခွင့်လွတ်ပေးပါရန်တောင်းမှန်ဝင်ချကြတော့ပါသည်တို့အဲ့လိုလေးလေး ရွတ်ဖက်၍ပူဇော်ပေးပါနော်အရန်ကိုအရေးကြီးနေတဲ့အချိန်ဖြစ်ပါတဲ့ဖြင့်အားလုံးစေတော်ရှင်တောင်းမျိုးတော်အပေါင်းဓမ္မရေမြေကြီးကိုတောင်းပန်ဝင်ချကြတော့ပြီးမီးပူဇော်ကြပါလို့ညနေပြီးတော့ပြောကြားအပ်ပါတယ်မလုံတင်တာတွေလုံရင်မဖြစ်တင်တာတွေဖြစ်ကုန်မှာပေါ့ဒီမြေကြီးကဒီမြေကြီးကိုအဲ့လိုပူဇော်တော့ငလင်ထမလို့တော့ဘူးလို့ဘယ်သူပြောနိုင်လဲ တတ်မဲ့ဖြစ်တဲ့ဒီမြေကြီးဆိုတဲ့သဘောတဘာဝတရားကြီးကခမရာတို့ပူဇော်နေလို့ရောသူကဘာတိမှမို့လို့လဲအမြင်တွေရကြပါဉာဏ်ပညာတွေနဲ့အလုံးလုံးပါကိုကစပြီးမှားနေတာကိုလုံးပြနေတော့လူတွေအကုန်ဒုက္ခရောက်ကုန်ရောနောက်ထပ်ဆက်လုပ်တဲ့သူတွေရောအလုံးအမားတွေဖြည့်လို့အဲ့လိုအတိညာမရှိလို့မြန်မာနိုင်ငံကြီးဟာ အခုဒီဒဏ်ရာတွေနဲ့ပြည့်နေနေတာလူတွေအားလုံးကဒုက္ခရောက်နေကြတာအဲ့လိုမယုံကြည်တဲ့အကြောင်းကိုတရခတရခတစ်ခုအနေနဲ့ဥစဉ်ပြောပြမယ်တခါတော့ကောတလမင်းပဒိနေဒီကောတလမင်းကြီးစီမှာမဟာကောတလမင်းကြီးရဲ့လက်ကျန်ဖြစ်တဲ့ပရောဟိတ်ပုံနာကြီးတယောက်ရှိတယ်အဲ့ပရောဟိတ်ပုံနာကြီးဟာသူကနောက်ပါ င်း900နဲ့တကွမူမအပေါင်း900နဲ့တကွရတိယဟန်ပြုပြီးတော့အဲဒီကိုရုတန်ကနေတယ်သူ့ရဲ့တပည့်တွေကိုသူကဩဟာတာပေးလေးရှိတယ်ဘလို့ပေးလဲဆိုရင်တပည့်တို့ရဲ့မင်းတို့ရဲ့တဏ္ဍာမှာကိလေသာဖြစ်လာလို့ရှိရင်ဒီခင်းကမြစ်ထဲကတဲတဆုပ်တဆုပ်ကိုယူလာပြီးတော့ဒီနေရာမှာပုံတဲ့ အဲ့တော့တပည့်တွေကကိလေသာဖြစ်တိုင်းဖြစ်တိုင်းဒီတဲတဆုပ်ကိုယူလာယူလာပြီးတော့အဲ့ဒီပုံနာတန်တန်တနေရာမှာပုံလိုက်တာအဲ့တဲပုံညာတောင်မိုးကြီးဖြစ်လာတယ်အကြီးပဲအဲ့ဒီတဲပုံနေရာမှာငကားမင်းတယောက်နေတယ်နောက်တစ်ခုတပည့်တွေကိုဩဝါဒတစ်ခုပြောတယ်နောက်တစ်ခုဩဝါဒဘာလဲဆိုရင်ဧတံပပဒံတရဏံကိစ္ဆထ တောင်းကိုကိုးကွယ်ရဟူ၍ရှိကကြလောတဲ့နောက်ကဝဏ္ဏတောကိုကိုးကွယ်ရဟူ၍ရှိကကြလောတဲ့နောက်ကအာရမံဒီအယံတွေကိုလဲအယံနဲ့ဥယင်တွေကိုလဲကိုးကွယ်ရဟူ၍ရှိကကြလောတဲ့အဲ့ဒါလို့တောတွေတောင်းတွေအယံနဲ့ဥယင်တွေကိုကိုးကွယ်ရဟူ၍ရှိကတ်မယ်ဆိုလို့ရှိရင်ဝဒုက္ခအလုံးစုံသောဝဒုက္ခဝဒုက္ခမှာလွတ်မြောက်မယ်လို့ အဲ့လိုမျိုးဩဝါဒချတယ်တပည့်တွေကိုအတော်ချိုးပြောရရင်မြတ်စွာဘုရားကအဲ့ဒီအဂိတတယတ္တိစီရောက်လာတာပေါ့ဗျာအဲ့ခုနကပရောဟိပုံနာကြီးရယတ္တိဟန်တူလာတဲ့အချိန်မှာ तू ကအဂိတတပေါ့ तू နမယအမြတ်စွာဘုရားရောက်လာတော့အဂိတတမင်းရဲ့တပည့်တွေကိုဘလို့ဩဝါဒပေးလေတဲ့မှန်ပါဗျာတဲ့တပည့်တော်ရဲ့တပည့်တွေကို ဖဗဒံတောင်ကိုတရဏံဝေကိုကရဝေစိကကြလောဝဏံတောကိုတရဏံကိုကရဝေခိစ္ဆတစိကကြလောအာရမံအယံဥယင်းတွေကိုတရဏံကိုကရဝေခိစ္ဆတစိကကြလောအဲ့လိုမျိုးစိကကြလို့ရှိရင်ဝဒုက္ခအာလုံးမလုံမြောက်လိုက်မယ်လို့တပည့်တော်ဩဝါဒပေးပါတယ်ဗျာတဲ့အဲ့တော့မြတ်စွာဘုရားကဘာဘာပြန်မိတ်လဲဆိုရင် နာခောအဂိတရအေဒာနိတရဏံကတောတပါဒုက္ခပမုစတိအဂိတတာတဲ့အဲ့ဒီတောတွေတောင်တွေအယံတွေကိုကိုကိုရဟိုရဲ့စီးကပ်မယ်ဆိုလို့ရှိရင်ပူဇော်မယ်ဆိုလို့ရှိရင်အဲ့ဒါလုံးစုံသောဒုက္ခမှလွမြောက်လိုက်မှာမဟုတ်ဘူးတဲ့အဲ့လိုပြောတဲ့တကယ်ဝဒုက္ခမှလွမြောက်တာကဘာလဲဆိုရင်ဗုဒ္ဓံဓမ္မံတန်ခံပါဏတရဏံကံတော်တက္ကလ တက္ကလာဝတ္တဒုက္ခပမုစတိတဲ့မြတ်စွာဘုရားကမေးတယ်။ဖရာတရားတန်ခါကိုယုံကြည်သောအဖြစ်ကိုးကွယ်ရဟူ၍စိတ်ကပ်မယ်ဆိုလို့ရှိရင်အလုံးစုံသောဝတ္တဒုက္ခမှပမုစတိမလဲမတွေ့လွန်မြောက်လိုက်မယ်လို့မြတ်စွာဘုရားကအဲ့ဒီမှာမေးတာ။နော်ဘောဝေတရဏယံတိပပရဏိဝနာနိသအာရမဒုက္ခ စေယာနိမနုဿဗျာတိစိတာအဲ့ဒါလိုများစွာသောတောတွေတောင်တွေအရန်တွေကိုကိုယ်ခွေရာဟုရစီးကပ်လို့ရှိရင်လူတို့ကိုလူတို့ဒီဘေးဖြစ်ချင်းဘေးဖြစ်ချင်းချောက်အကုန်ကြီးတဲ့နေတံခောတရဏခေမံနေတံတရဏမௌတမံနေတံတရဏမာကမတပ္ပဒုက္ခပမုစ္ဆတိဖရာတရားတန်ဃာတို့ကို ကိုယ်ခွေရာဟုရစီးကပ်ပါ အဲ့ဖရာတရားတန်ခါကမှအမျက်ဆုံးကိုးခဲ့ရတဲ့အဲ့ဒီလိုဖရာတရားတန်ခါကိုအမျက်ဆုံးယူကိုးခဲ့မယ်စီးကပ်မယ်ဆိုလို့ရှိရင်အလုံးစုံသောဝိတ္တခါမှလုံမြောက်လိုက်မယ်တဲ့အဲ့လိုဒါကြောင့်မဟုတ်တာတွေမလုံပြနဲ့အတူလိုက်တဲ့သူတွေအကုန်လုံးဒုက္ခရောက်ကုန်မယ်အမျက်ဆုံးဖြစ်တဲ့ယရနာ၃ပါးကိုယုံကြည်နေရပြီလေ ဘာကိုထပ်ပြီးတော့အာကိုချင်နေတာလဲအယူမားမှုဟာဒီဘဝမှာရောတန်ត្រာမှာရောဆင်းရဲဒုက္ခတွေနဲ့ပဲကြုံနေမြင်အမြင်မှန်ရကြပါယရဏသုံးပါးကိုသာအဓိက အာကိုရစားပါနော်တကယ်ဘေးဒုက္ခနဲ့တွေ့လာပြီဆိုရင်အဲ့ဒီတဘာဝတရားကြီးဟာတင်တို့ကိုဘာမှကဲ့နိုင်မှာမဟုတ်ဘူးဘာမှလည်းလုပ်ပြနိုင်မှာမဟုတ်ဘူး တဘာဝတရားကြီးကတော့ဆင်းရဲချမ်းသာတထေးခွဲနေမှာမဟုတ်ဘူးလူမျိုးမရွေးဘူးဘာသာမရွေးဘူးနော်သူဖြစ်ချင်တဲ့အချိန်ဖြစ်မယ်ကိုကအာဟုတုကံကြီးနေတယ်ကြီးနေလို့ရှိရင်တော့အဲ့ဒီတဘာဝတရားကြီးကကိုယ့်ရဲ့အန္တရာယ်ပဲဖြစ်မှာပဲတကယ်ဘေးဒုက္ခတွေနဲ့ရင်ဆိုင်လာတဲ့ရင်ဆိုင်လာရတဲ့အချိန်မှာရတနာ၃ပါးသာအာဟုရာဖြစ်တယ်တရဏဂုံ၃ပါးသာအာဟုရာဖြစ်တယ် အဲ့တော့အမြင်နဲ့မှန်ကြပါအယူတွေမှန်ကြပါ နော်ယရဏသုံးပါးကိုသာအဓိကအားကိုးရစားပါရရရတော့ဒါရွှေတောင်မျိုးရွှေတောင်မျိုးမဲတော့ရွာကိုရောက်နေပါလေညတော့ကဒီအိမ်ရှင်အိမ်ရှင်မိသားစုကဒကာဒကမတွေရဆရာလေးကိုနေရာထိုင်ကြီးပေးလူချင်းအယုံဆုံးအလှူတွေကိုကတ်လူပြီးတော့ကုသိုလ်တရားတွေကိုပြုကြတယ်ပေါ့အဲ့တော့ဆရာလေးတို့ရဲ့မြတ်စွာဘုရားရှင်ရဲ့သစ္စာတရားတွေဆိုတာကအမှန်ကိုသိမြင်ရတာပါ အဲ့ဒီအမှန်ကိုသိမြင်တဲ့အခါကျတော့အယူမားတွေကိုပယ်ဖြတ်ပြရပါတယ်လို့နော်အဲ့တော့ဆရာလေးကဒီအိမ်မှာကိုယ်ွယ်မှုလေးတွေပေါ်မှာသူတို့ရဲ့မားရင်းစာကိုယ်ွယ်ထားတဲ့ဒါကပြောမယ်ဆိုရင်တော့အုံးပြီးပါပဲဟုတ်တယ်နော်ဒကမကြီးဒကမကြီးကိုပြလိုက်ပါအခုတော့ဆရာလေးကိုမိစ္ဆာလေးတွေအယူဝါဒတွေကိုဆွလွတ်လိုက်ပါပြီဒါကအုံးပြီးပါအုံးပြီးကနတ်မဟုတ်ပါဘူးဆရာလေးတို့30ပုံရှိပါလေနတ်ပြာ6ခက်ညီမပုံက20လူပုံကတပုံအပေက4ပုံပါ အဲ့ဒီ30ပုံထဲမှာအုံဒီနဲ့ဆိုတာမရှိပါဘူးအယူမားတွေမီယိုပလာစင်းတက်လာပြီးတော့မီယိုပလာရဲ့ရှေရုံအစွဲတွေနဲ့အုံဒီကိုနက်လုပ်ပြီးတော့ကိုးကွယ်လာတဲ့အယူမားတွေကြောင့်ပြန်ပြီးတော့ပြောမယ်မိုးလေးတော့ရှာစားရတာကိုယ့်ဘက်ကိုစားရတာမဟုတ်ဘူးရှာခွင့်လောက်ကန်ရတာကိုယ့်ရဲ့ကဲညံဝရိယနဲ့ရှာခွင့်တာမဟုတ်လားဒီအုံဒီကကိုယ့်ဘာလုပ်ပေးနိုင်လဲအလုတ်လာရှုပ်ပေးတာပဲရှိတယ်ကိုယ့်ရဲ့အလုတ်ရှုပ်တာအုံဒီကရှုပ်တာမဟုတ်ဘူးမိမိရဲ့မားရွေးစွာဆွဲလန်းထားတဲ့ဥပါဒဏ်ကြောင့်အုံဒီကိုဝဲခေါင်းပေါင်းပေါင်း နဲ့ဆိုပြီးတော့ကိုးကွယ်ကြတယ်အယူမားတွေမဟုတ်ဘူးလားအဲ့ဒီအယူမားတွေဒီတဲ့မီယိုပလာဆင်းသက်လာခဲ့တဲ့ဆင်းသက်လာခဲ့ပြီးတော့ဆွဲထားတဲ့အမားဖြစ်တယ်အခုတော့တည်သွားပြီးတဲ့မိမိခန္ဓာကမိမိအစိုးရလို့တာမိမိခန္ဓာကမြဲတာလားမမြဲတာလားမမြဲပါဘူးမိမိခန္ဓာကဘာလုပ်ပေးနေရတာလဲပြုပြင်ပေးနေရပြုပြင်ရင်းနဲ့ဘာဖြစ်သွားတာလဲပျက်စီးသွားတယ်အစိုးမရတဲ့အနတ္တခန္ဓာကိုယ်ခန္ဓာတော့မှမမြဲဘူးအရာရာတိမြဲတာရှိပါမမြဲပါဘူးဒါဆိုရင်အယူမှန်သွားတဲ့ခါကျတော့ ဒီမိစ္ဆာဒိဋ္ဌိအယူဝါဒကိုဆရာလေးကိုစွန့်လွတ်တယ်ဆရာလေးကိုသူ့ရဲ့မိစ္ဆာဒိဋ္ဌိယူဝါဒကိုအပြစ်စွန့်လွတ်လိုက်တဲ့အတွက်ကိုယ်ကွယ်မှုတွေမှားနေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးဗုဒ္ဓဘာသာတွေအားလုံး30ပုံထဲမှာမရှိတဲ့နှက်ကိုကိုယ်ကွယ်မနေပါနဲ့ကိုယ်ကွယ်ရမှာကတော့ဖရာတရားတန်ခါယတနာသုံးပါးသာဖြစ်တယ်မိမိကိုယ်တော်မိမိအားကိုးရလို့မြတ်ဗုဒ္ဓကမှာခဲ့ပါတယ်အဲ့တော့မိမိကိုယ်ကိုမိမိဘလို့အားကိုးမလဲငါးပါးသောတိလနဲ့ပြည့်စုံသောတိလတည်ပြီလေအားကိုးရတယ် ရှစ်ပါးသောတိလာတိပဲလေမိမိရဲ့အာကိုရာမမြဲခြင်းသဘောတရားနဲ့ပျက်စီးနေသောမိမိရဲ့ခန္ဓာကလည်းမိမိရဲ့အာကိုရာမဟုတ်ဘူးအဲဒီတော့ပျက်စီးနေတဲ့ခန္ဓာတိငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးငါအောင်စားလည်းမဟုတ်ဘူးလို့သိနေတဲ့ဉာဏ်တိပဲလေမိမိရဲ့အာကိုရာပဲကဲအလုံးမဲ့ကရမလို့အယူမားကိုဆုံးလို့လိုက်ပါသည်အုံးသီးဆိုတာခွဲစားဖို့ပါမဟုတ်လို့စားဖို့ပါ အုံးဒီရနတ်မဟုတ်ပါဘူးမိယောဗလာစဉ်တက်လာတဲ့အယူမားတွေကိုပယ်ဖြတ်လိုက်ကြပါတော့ အခုဆရာလေးပြောတော့တဲ့နတ်ဟုံးဒီနတ်ဆိုတာဒါဟုတ်နေပါတော့အိမ်တွင်းနတ်လို့ခေါ်တယ်လို့ပပဲမောင်တင့်တယ်လို့ကြားဘူးတာပေါ့နော်သူရဲ့ရာသပုံကြည့်လိုက်ရင်အစိမ့်တွေနဲ့တည်သွားတာဆိုတော့မီဆိုခံပြီးတော့မီဆိုတက်ခံရတယ်ဆိုတော့အစိမ့်တွေနဲ့တည်သွားတာပေါ့နော်ဒါဆိုလို့ရှိရင်အစိမ့်တွေတည်ပြီးတော့တည်သွားတဲ့သူတယောက်ကနတ်ကောင်ဖြစ်နိုင်သလား ဒါအဲ့လိုမှမဟုတ်ဘူးနဲ့ပိတ်တာပဲဖြစ်သွားသလားအဲ့နှစ်ခုတည်းကမကောင်းတဲ့ပုံပွားအောင်ကျောင်းမှာတော့များတာပေါ့အဲ့တော့နှစ်ခုပဲမနဲ့ပတ်သက်ပြီးတော့နှစ်ကောင်နှစ်မျက်လားမကောင်းတဲ့နှစ်လားဆိုတော့တေချာလေးတော့စစ်စစ်တေချာလေးစစ်စစ်ပါပေါ့နော်ဘုရားဘာသာတွေထုံးနှံစင်လာရကိုယ်ပွဲနေကြတဲ့ 38မင်းသောနတ်တရားဒါနောက်ကောင်နှမြတ်မဖြစ်နိုင်ပြောမယ်ဆိုရင်ပိဋ္တတမျိုးအနေနဲ့ပဲဖြစ်သွားကြတာလို့ပဲယူဆပါတယ်နတ်ကိုယ်ဝဲတဲ့နေရာမှာနတ်ကိုယ်ဝဲတာနဲ့နတ်ပူဇော်ဒါနဲ့မတူဘူးเนาะနတ်ကိုယ်ဝဲတာနဲ့နတ်စီက အခုအညီယူတာနဲ့မတူနတ်ကိုကိုးပွဲတဲ့အနေဒါနဲ့ဆိုလို့ရှိရင်ဒါတရဏဂုံပြတ်နိုင်တယ်တရဏဂုံပြတ်လို့ရှိရင်ဒါဗုဒ္ဓဘာသာစစ်စစ်မဖြစ်နိုင်တော့အာတိထားပါတော့နတ်ကိုပူဇော်တာနတ်ရဲ့အခုအညီယူတာဆိုတာကကိုကကြေးဝါးချမ်းသာလို့ရဲ့အဲနတ်ကြီးမှာဆူတောင်းပြီးတော့အဲနတ်ကိုဘာညာတရက ူဇော်ပါတာပေါ့အဲ့လိုမျိုးဟာတွေဆိုတာလူတော်တော်များများကနတ်ကိုကိုးကွယ်တဲ့အနေနဲ့ယူနေကြတာပေါ့နော်အဲ့ဒါလို့မလို့ရပါဘူးနတ်ကင်မာလေးဘာလေးနဲ့နတ်ကချင်းချောက်ပြီးတော့လောက်စားနေတဲ့ပုံစံဖြစ်နေနော်တကယ်တော့အဲ့အကြောက်တရားကြီးကကိုယ်စိတ်ထဲမှာရှိနေတော့ အဲ့နဲ့တွေကိုကိုးကွယ်တဲ့အနေနဲ့ကိုးကွယ်နေတယ်လို့တခုအနေနဲ့ဖြစ်သွားတာအဲ့နဲ့တွေကိုကိုးကွယ်မကိုးကွယ်ကိုးအတွက်ဘာမှဖြစ်လာမှာမဟုတ်ဘူးကိုးတကယ်ယုံကြည်ရမှာကယရနာ၃ပါးပဲเนาะယရနာ၃ပါးကိုယုံယုံကြည်ကြည်နဲ့ယုံယုံကြည်ကြည်နဲ့နေမယ်ဆိုလို့ယရနာ၃ပါးကိုတကယ်ယုံယုံကြည်ကြည်နဲ့နှစ်တက်မြတ်လို့ ပူဇော်အမယ်ဆိုလို့ရှိရင်ဒါဒီနဲ့ရဘာမှမလိုပါဘူးเนาะကိုယ့်အတွက်ကနောက်တစ်ခုကကံညာဝိရိယကိုလည်းယုံကြည်ရမယ်ဖျားဟောကကံညာဝိရိယသုံးခုလုံးပြည့်စုံနေတဲ့လူတယောက်ကမအောင်မြင်ရမကြည်ဝါနိုင်စရာအကြောင်းမရှိပါဘူး ဒီ net တွေကိုလည်းအားကိုးနေဖို့မလိုပါဘူးကိုယ့်ရဲ့ကံကံရဲ့အကျိုးကိုယုံကြည်ရမယ်ကိုယ့်ရဲ့လုံလဝိရိယကိုလည်းမစောရဘူးအဲ့လိုမျိုးကြိုးကြိုးစားစားနဲ့လောက်တာမယ်ဆိုလို့ရှိရင်မအောင်မြင်စရာအကြောင်းမရှိပါဘူးလူရင်းပြောရရင်ကိုကယရနာ၃ပါးကိုတကယ်ချင်းယူပြီးတော့အလုံးလုံးနေမယ်ကိုယ့်ရဲ့တဏ္ဍာမှာကုသိုလ်တွေကအများ ကင်းအောင်နေမယ်ဆိုလို့ရှင်ဒီလိုနှက်ကောင်နှက်မြက်တွေကကိုယ့်ကိုလည်းပြန်လဲပြီးတော့စောင်းစောင်းနိုင်တာပေါ့နော်ဒီနှက်ကောင်နှက်မြက်တွေဆိုတာကတော့ရှိပါတယ်ကိုမမြင်ရတဲ့နှက်တွေဒီလိုဘုရားကလည်းထုံးတန်းစင်လာရ38မင်းဆိုတာရပိတ်တာတစ်မျိုးအနေနဲ့နှက်ကောင်နှက်မြက်တွေမှာဖြစ်နိုင်အဲ့ဒီတော့သူတို့စီကအမြောင်းလင်းချက်ကိုယူစရာလည်းအကြောင်းမရှိဘူး အဲ့ဒါလေးတော့ကွဲဖို့လိုပါတယ်နတ်ကောင်းနတ်မြတ်နဲ့မကောင်းတဲ့နတ်နဲ့ကိုယ်စီမှာကုသိုလ်တွေနဲ့ဂိမ်းအောင်နေပြီးတော့ယရနာ၃ပါးတကယ်ချင်းယူပြီးတော့နေတဲ့သူကနတ်ကောင်းနတ်မြတ်တွေကကိုယ်အမြဲတမ်းစောင်းစောင်းနေမှာအဲ့ဒါကိုယုံကြည်တာပါအဲ့ဒီနတ်ကောင်းနတ်မြတ်တွေစီကကိုကသူတို့ကိုပူဇော်ဝါဒတဲ့အနေနဲ့ကိုယ့်ကိုကုညီ ကိုညီနိုင်အောင်ဆောဆောနိုင်အောင်ဒါလေးတွေတော့တောင်းတပြီးတော့ပူဇော်တဲ့အနေနဲ့တော့ပြုတ်လို့တာတော့တဏ္ဍာကုံမပြတ်နိုင်ဘောเนาะအဲ့တော့ခုနကလိုကိုကြီးကျော်ရေအိမ်တွင်းနဲ့တွေမနေ့လေးတွေပါညာကတော့ကိုနဲ့လည်းမဆိုင်သလိုဘုရားဘာသာတွေနဲ့မဆိုင်သလို ကိုတို့လည်းအားကိုးရမရောက်ပါဘူးเนาะ